ောက်တာလည်းလေးသာအချမ်းလဲဟိုတယ်အောင်မန်းပြူသွားပါပြီဒီထဲမှာလူတွေအများကြီးပိတ်မိနေတယ်တိုက်ပါပြူသွားပြီဗျာတိုက်ပါပြူသွားပြီဟဲ့ရိုက်ကြပါပြီဟာအားလုံးသာလေးစားပါပြီးကြတဲ့မေလ28ရက်နေ့ကအင်အားရက်ဂျစ်စတာခနစ်တပ်သမားခနစ်အစဉ်ရှိတဲ့ငလျင်တို့ကမြန်မာနိုင်ငံစကိုင်းတန်းကိုဗဟုပြုပြီးတော့လှောက်ကပ်ခဲ့ပါတယ် ဲ့ဒီမြင်ကနေရဲ့ရဲခဲမှုတန်ဟာမြန်မာနိုင်ငံတိုင်းနဲ့ဒေသအသီးသီးမှာခံစားခဲ့ရတာဖြစ်ပေမဲ့အဓိကတော့စကိုင်းမန္တလေးနေပြည်တော်ပဲခူးနဲ့ချမ်းတောင်ဒေသတွေမှာအဓိကထိခိုက်ပျက်စီးမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ငလျင်ရဲ့နောက်ဆက်တွဲအနေနဲ့မြန်မာနိုင်ငံကတိုင်းဒေသချော့ကုမှာလူတွေရာနဲ့ရှိသေဆုံးမှုရှိနေတယ်လို့လမ်းတံတားပျက်စီးမှုတွေဟာလည်းအခုရှင်ထိတ်ထပ်ပြီးတော့တိုးလာနေတာလည်းဖြစ်ပါတယ်။ ။ဒီငလျင်ကရခိုင်ဒေသမှာပါလောက်ကပ်ခဲ့တာဖြစ်ပေမဲ့လူထိခိုက်ပျက်စီးဆုံးရှုံးမှုတွေမရှိသလောက်နေပါခဲ့ပါတဲ့ ဒါပေမဲ့လည်းရခိုင်ဒေသကလူတွေဟာငနေလှောက်ကပ်ခဲ့တဲ့နေရာဒေသကအဖြစ်အပျက်တွေကိုတည်င်းရရှိမှုသိရှိမှုတွေနေပါနေကြပါတယ်။ဆိုတော့ရခိုင်ဒေသကလူတွေဟာမြန်မာပြည်မှာဖြစ်ပျက်ခဲ့တဲ့ငလျင်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘယ်လောက်သိရှိထားကြပါသလဲ။ဒီငလျင်အကြောင်းအရာဟာရခိုင်ဒေသအတွက်ရောဘယ်လောက်အရေးကြီးပါသလဲ။ရခိုင်ဒေသကလူတွေဟာဒီငလျင်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတည်င်းအချက်လက်တွေရယူနေကြသလဲ။ဘယ်လိုမျိုးသိရှိနေရသလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ DMG တည်င်းဌာနကမြေမြေကွင်းစင်ပြီးမှအင်တာဗျူးမင်းမြန်းသွားမှာမလို့ကျွန်တော်တို့နဲ့အတူဆက်လက်

ချင်းနိုင်တဲ့င်းမှာနားထောင်လိုက်တာတော့အဲတင်းလေဒီယောကသိခဲ့ရပါတယ်ဒီဟုတ်ကြပါလဲရောကျင်းရင်မန္တလေးမှာအဲပြောကြမနေ့ပြည့်စည်သွားလူသိမနေ့များပါလို့ပြောပါတယ်ကိုကတော့လေဒီယောမှာပဲနားထောင်ရတဲ့အခါတော်တော်လူများများသေးတယ်ဆိုတော့အတွက်ကြောင့်တော့စိတ်တော့မကောင်းပါဘူးကိုကတော့မြင်လဲမမြင်ရတဲ့အတွက်အဲ့ဒါကြောင့်ဒါပေမဲ့ထပ်ပြီးတော့ပြောမယ်ဆိုရင်အဲငပလီကလူတွေအဆက်သမ ्या ငပလီကလူတွေလည်းစိုးရင်ပါ 我们这儿都有。中间来，好，我中中中间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 ，中间。ဆနေနိုင်53မှာအင်္ဂလိပ်ရင်လှုပ်တယ်။ဟောတီးတော့တီးလိုက်ပေါ့နော်။ဒီဘာလဲဆိုတော့ဟောဘယ်နေရာမှာဟိုဟာဘလာလောပြည့်စည်တော့တယ်။ဒီနေရာမှာဘလာလောပြည့်စည်တော့ဆိုတော့ကျွန်တော်တို့အတိအကျတော့ မသိနိုင်ဘူးပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ဒီမှာ internet လေးမသုံးရ TV လေးဟိုအခုလောလောဆိုတော့မရှိသေးဘူးပေါ့နော်အဲ့ဒါကြောင့်ဟိုဟာဟိုဟာတနေ့ကအကုန်မသိရတာဖြစ်ပါတယ်ဘယ်လိုမှဆိုရင်လို့ရှိလို့ကျွန်တော်ဟိုဟာဆွေမျိုးကြီးလေးရန်ကုန်မှာရှိတယ်မဲလေးမှာရှိတယ်သူတို့ကရန်ကုန်မှာငလျင်ကြီးကြီးမှာလှုပ်တယ်မဲလေးမှာလည်းလှုပ်တယ်ဆိုရင်တိုက်ကြီးလေးပြိုပြိုတာလေးကြားတယ်သူတို့ပါတော့လားမပါတော့ဘူးလားဆိုလည်းမသိရဘူးပေါ့နော်အဲ့ဒါတော့မိသားစုတွေတော့စိုးရိမ်မှုရှိပါတယ်ပေါ့ က်ဒီလိုကြီးတိုက်တိုက်ဒီဘက်မှာတော့ငရင်လှောက်တာတော့သိတယ်မမဇာနီယမဇာနီယမဖြစ်မှန်းတော့မသိငရင်ကြီးတဲ့တိုက်ဒီပါတွေတော့ပြိုရတယ်တော့အဲ့လိုတရင်တော့ရတာပဲပမာပြီပါလေအဲ့လိုတရင်ရတယ်သာတိုက်ပြီးပါလေတော့မသိဆိုအခုလိုတိုက်ပြီးပါလေပြူလဲဆိုရင်ငရေနဲ့ပါဝါလာစပိုင်စပိုင်ဖြစ်လဲဆိုရင်ရတယ် ဖုန်းတိုင်းတွေပါတယ်မရလို့လည်းပဲသတင်းမကြနောက်တော့ရေဒီယိုနားမထောင်လို့လည်းသတင်းမကြပါဇာတိပြောချင်တယ်ဆိုသိချင်လို့လည်းမသိရဖြစ်နေတယ်ဟိုဟာငရေလှုပ်လို့ပါလေဇာတိုင်းပြည်မှာဇာစုနေဖြစ်လဲကိုရွှေမျိုးတားချင်းနေပါလားမပါလားဆိုတာလည်းသိချင်လို့လည်းမသိရဖြစ်ပါတယ်အလ္လာဟ်အကဘာအလ္လာဟ်ရွှေကေရမိုင်းရမ်း ဟိုတတင်းတရားမောကတော်တော်လေးအရေးပါပါတယ်။ဘာလို့ဆိုတော့ဟိုတီးထားတာနဲ့မတီးထားတာမတူဘူးလေကိုကဟိုဟာတီးထားတယ်ဆိုရင်ကျွန်တော်ကဟိုဟာလုံခြုံတဲ့နေရာကိုရွှေ့လို့ရမယ်။မတီးဘူးဆိုရင်တော့ဒီတိုင်းဆိုရင်တော့အကုန်လုံးတော့ဟိုဟာပြည့်စုံမှုများပါတယ်ကိုရဲ့ဟုတ်။အဲ့ဒါတော့တတင်းတီးတိကျရရင်တော့ပိုလို့ကောက်တာပေါ့အဲ့ဒါသတင်းတိကျရရမယ်တော့ဟိုတက်ဆိုင်တဲ့ဟိုလူကြီးတွေကနေဟိုကြီးညာတာတို့ဟိုထုတ်တာတို့သတင်းလွှင့်တာတို့ဆိုတော့ 路灯吧，那个。